မင်္ဂလာပါရှင်မိုးလဝတ္တနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ9ရက်ဒီကနေ့နေ့နဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွက်ကြများအရာဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲရန်ဒေတာများတွင်ဖြစ်ပေါ်နေသောအာကောင်သောလေပြင်းအားနှင့်ရေဝန်ဝဲမက်လိုပရက်ရှာအေရီယာသည်ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံရခိုင်ကန်ဝရန်မြောက်ပိုင်းဒေသနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ဝရန်ဒေသများသို့ရောက်ရှိခဲ့ပါသည်။အဆိုပါအကောင်သောလီပီအာနှင့်ရဝန်သည်နောက်၁၂နာရီအတွင်းမြောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ဝရန်ဒေသများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါသည်။ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်နေငယ်မှတိမ်အထင်အထင်ဖြစ်ထွန်းနေပါသည်။ ထူးခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာခြင်းများအရာဆူလူပင်လေပြင်တွင် ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်းခန့်ရေကီသည်အနောက်နောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဖိလစ်ပိုင်ပင်လေပြင်အနောက်ပိုင်းသို့ရောက်ရှိခဲ့ပါသည်အဆိုပါတိုင်ဖွန်းမုန်တိုင်းခန့်မိခဲ့သည်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးတောင်တိုးပင်လေပြင်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေဒီခန့်မှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ် ဝန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျကျဲနေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့တွင်နေရာစစ်စဲကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိချုံရပြီးစကိုင်းတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်ရွာရဲရုံပြည့်ဖြစ်ပါတယ် မိုးတိမ်ထောင်ဖြစ်ပေါ်မှုအခြေအနေအရကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်မိုးတိမ်ထောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအစုပေါင်းမိုးတိမ်ထောင်များရွေရှားရနေရာတလျှောက်တွင်မိုးရသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရဲ့ကြံပြုပါတယ်မြမပင်လေးပြင်းတွင်မြမကံရံတျှောင်းနှင့်ကံလွန်ပင်လေးပြင်းတို့မှတခါတည်းရန်မိုးသက်လေးပြင်းများကြာရောက်ပြီးလိုင်းချနိုင်ပါသည် ိုတက်လီပင်ကြစဉ်ရေပင်မြေပင်နေသည်တနင်္လာနေ့မှ30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကံရံတရှောင်းနဲ့ကမ်းလွန်ပင်လေပင်တို့တွင်ရှစ်ပေမှဆယ်ပေကရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်ချက်ကတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်ရိပ်မိုးကြီးပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်ချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရုံပြည့်ဖြစ်ပါလိမ့်ရှင်။